each of the step of the eightfold path and uh, given people proper uh, understanding so that later i was pleased to hear that one of the uh, indian women said that she understood how to practice and she was very inspired so this uh, gives me also some very warm feeling that uh, by traveling our community can give dhamma and can give chance to everyone to practice You know me, my name? Eh, uh, ante, ta, nanta? No, Agatama. A, a, Agatama. <laughs> Agatama. Okay. Agatama is the uh, other name, bad name. Hmm. Like this. Uh, tu guna pari dua gore, jambio tu အာသူပြောထားတာကကြတော့အခုမှဖုန်းဖုန်းနဲ့တွေ့ရတယ်ဆိုပေမဲ့တူကိုဒီလိုအင်တာဗျူးတင်တယ်နောက်သူ့ကို အဲ့လိုမိတ်ဆက်တဲ့အတွက်ကြောင့်မို့ဘုံဘုံက communication ပေါ့နော်အဆင်ပြေတယ်လို့ထင်ပါတယ်တဲ့နောက်ပြီးအခုဒီမှာအိန္ဒိယတွေကိုတရားပေးတဲ့နေရာမှာလည်းပေါ့ဟိုဟိုဒီအများဘုံဘုံကဟင်ဒီလိုပြန်ကြရတယ်ဆိုတဲ့ခါကျတော့တချို့ပိုင်းတွေကိုတော့သူနားမလည်ဘူးတဲ့ဒါပေမဲ့ဟိအိန္ဒိယအမျိုးသမီးတယောက်ကတော့ဒါဘုံဘုံတရားပြပြီးတဲ့အချိန်မှာသူတို့ကမက်ကင်ရှစ်ပါးအကြောင်းအသေးချာမသိထားဘူးဒါပေမဲ့ဘုံဘုံရှင်းပြတဲ့အချိန်မှာပို့ပြီးတော့မှနားလည်သွားတယ်လို့ ပြောတယ်ပေါ့เนาะအဲကြတော့မှအဲကြတော့ဒီခီးစင်မှာဆိုလို့ရှိရင်ဖုံဖုံရဲ့တင်ပြမှုတွေကဒီအိန္ဒိယလူမျိုးတွေအတွက်အကျိုးသက်ရောက်မှုတစ်ခုရှိရလို့သူနားလည်ပါတယ်တဲ့ Thank you for your recommends and comment ခုလို့ဦးဇင်းဓမ္မမိတ်ဆွေတွေကိုသူ့ကိုတင်ပြပေးတာဆရာတော်ဦးဓမ္မကာရရဲ့ဆောင်ရွက်နေတဲ့ထက်ကအချို့တကယ်အက်ပစ်ကဲကိုဟိုတင်းငယ်တဲ့အမှုန်တစ်ခုပဲအဆင်ရှိပါတယ်ဆရာတော်ဦးဓမ္မသာအများကြီးလုံနေမြန်မာနိုင်ငံပေါ်မှာတော့ အဲဆရာတော်ဥဒမသာရရဲ့လှုပ်ဆောင်ချက်တရားအဲဝီနီတော်နဲ့ကြည့်ပြီးတော့လိုအပ်ချက်တွေရှိတယ်လို့သုံးသပ်နေတဲ့အချိန်မှာပဲကမ္ဘာအလယ်မှာသာနာပြုနေတဲ့အခုဆိုအမေရိကန်လာမယ်ဦးဇင်းတို့ဒီမှာတွေ့ဆုံမယ်ဘုသူ့ကိုလှူဒန်းထားတဲ့မြင်နေရတဲ့ဦးဇင်းတို့ကြည့်ပြီးပြီးဒါဆက်လက်ပြီးတော့ဆောင်ရွက်တော့မှာပါအခုလေကက်သရီနာအနေနဲ့ဦးဇင်းတို့နဲ့အခုလိုသွားလာရင်တာနာပြုတ်နေတဲ့အပေါ်မှာကောအဲဘလူမြန်းမြင်မိတယ်လေနောက်ထပ်သူဘလူဆက်ပြီးတော့ဘဝကို ချိန်ကြီးလိုက်နဲ့သွားကျင်တယ်လေအဲ့ဒါလေးကိုမေးလိုက်ပါဘုံမကလည်းဒီလိုကလေးနေနေလည်းသိတော့ तू ပြောတဲ့နာနဲ့ပြောရမှာဘုံမတော့ဟိုမနေ့ကပြောပြီးတော့ဘုံလည်းအကုန်လုံးမမေးကျင်တော့အဲ့နေ့ကလူအပ်တာလေးတွေကောင်းတာလေးတွေထည့်ပြရမှာသလိုလူအပ်တာရှိတယ်တခါလေးထည့်ပြအောင်အဲ့ဒါ तू မေးလိုက်ပါတော့ That's a question again တော့အတူတူပဲဖြစ်နေတယ်မတူတဲ့ဟာနဲ့မေးကြည့်ပေါ့ကွာ Now condition our our trait and that you are long life. Your ambition. Ambition. Ah, for further life. Future, for life. For future, future life. Future life. Yeah. yes. It is difficult to bring some idea about the future because also I know that future is impermanent and uh, knowing this I learned not to build up for the future but with the present feeling i want just to be able to come out of my limit to do more what is good what is wholesome and uh, sayado inspires me to to become a nun so that i can be more useful so i don't know myself yet how to be useful I need to learn and to adjust. So I hope to spend more time following Sayadaw when I become a nun and to learn to be also independent, to do good deeds. Now, what I do, I started Facebook group. If somebody understands English, you're welcome to join my group on Facebook. It is experience slash only, experience only. There I share my everyday practice of Dhamma with mindfulness and detachment. အဲသူကပြောတာတော့တဖုံက future plan ကိုမေးတဲ့အခါမှာတော့သူက future plan ကတော့တကယ်တကယ်တမ်းဆိုလို့ရှိရင်တော့ဒီဟိုအတိတကျပြောလို့တော့မရဘူးပေါ့နော်အများကြီးပြောင်းလဲသွားနိုင်ပါလေတဲ့ဒါပေမဲ့သူအနေနဲ့တော့ရည်ရွယ်တာကအခုဆရာတော်ဖခင်ကတပါးကြီးသားဆရာတော်ဖခင်ကလည်းသူ့ကိုတိလရှင်ဝတ်ဖို့ပြောထားတဲ့အတွက်ကြောင့်မလို့အခုတိလရှင်ဝတ်ပါတပါးကြီးသားဆရာတော်ပြောလို့ဝတ်မှာလားပြောသူဝတ်ချင်လို့မဟုတ် ခုကတော့တောင်ဆရာတော်ကအမြဲတမ်း always the push ပေါ့ဆရာတော်ကဆက်ပုံပုံတပည့်တော် trusting မပြီးသေးဖြတ်မရတပည့်တော်ဘယ်လိုဟောင်းခံနိုင်ခွန်နေလဲဆက်ပြန်ပြောကြည့်မဟုတ်ဖုံဖုံစဉ်းစားတာလွဲသွားတဲ့ဥစ္စာကအဲမှန် အဲ့တော့သူကဘုံဆရာတော်ဖျားကဒါတိလရှင်ဝတ်ဖို့တိုက်တော်လာတဲ့ကြောင့်မသူဝတ်မယ်တိလရှင်ဝတ်ပြုလို့ရှင်တယ်သူကပို့ပြီးတော့မှကုသိုလ်ကောင်းမှုတွေကိုလွတ်လွတ်လပ်လပ်လုပ်ခွင့်ရမယ်လို့ထင်တယ်နောက်ပြီးကျတော့သူကဒီပေါ့နော် သူမှလည်း Facebook group ရှိတယ်အဲ့ Facebook group မှာလည်းသူကဒီခရီးစဉ်တွေအကြောင်းတွေတရားဓမ္မအကြောင်းတွေဒီဒီဘောအဆွဲဖြုတ်တဲ့ detachment အကြောင်းတွေကိုသူကအမြဲတမ်းပဲမျှဝေပါတယ်တဲ့အခုသူကတီလာဆရာတော်ဖျားလာလို့ရှင်တော့တီလာရှင်ဝတ်ပြီးတော့မှဒီတရားဓမ္မတွေပုံမှုပြီးတော့မှစူးစမ်း ကြည့်မယ်စူးစမ်းနိုင်မယ်လို့လည်းဒါသူထင်တယ်ပေါ့နော်အဲဒါတော့သူအမြင်ဟိုတကယ်ပြောထားတာကတော့ဝတ်တာတော့ဝတ်မယ်ဒါပေမဲ့ तू ပြောနိုင်တာကဒီ future ပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ချက်ချင်းပြောထားတဲ့အတိုင်းတော့လည်းဖြစ်ချင်မှဖြစ်မယ်ဒါကသူ့ရဲ့အမြင်ခံစားချက်နဲ့ရွယ်ချက်ကလေးပဲအဲ तू ပြောချင်တဲ့တဘောကပေါ့နော်အာ jazz ဟာပြောမယ်။ future feeling and ဘယ်လိုလဲ။ဦးဇင်းကပြောတာဟုတ် နားလည်နိုင်တဲ့သူတွေရှိလို့ဦးစင်းတို့ရဲ့ဘာသာပြန်ချက်တွေအားနည်းချက်တွေလည်းရှိနိုင်တယ်လို့သူ့ရဲ့ယဉ်နေရတာအားလုံးထုတ်ဖော်နိုင်တာဖြစ်နိုင်တယ်ဒါပေမဲ့ဘုရားကွင်ဆရာတော်ကမြန်မာနိုင်ငံသားတွေနောက်ပြီးတော့တဘာဝရေးတာကိုစောင့်ကြည့်နေတဲ့သူတွေအတွက်ဦးစင်းတင်ပြပေးခြင်းဟာအထောက်အပံ့ဖြစ်မယ်လို့ယုံကြည်ပါတယ်ကောင်းပြီကက်သရီနာနဲ့ဦးစင်းဟာဒါ second time meeting ဖြစ်တယ် second time interview ဖြစ်တယ်အဲ့တော့ပထမတစ်ချိန်တော့ဦးစင်းကပျက်စီးသွားတာကွာအဲ့တော့အဲ့တော့မိခွန်းနေရပြန်လဲဖြည့်စင့်လာရအကယ်၍အဲ့တော့ အမေးခဲ့ပြီအခုမမေးလို့ကြံနေတာရှိရင်ဘာမှပြောချင်မိလေတော့ What do you want to most say? Mm. Second time and first time? Yes. Yes. Maybe that really if myanmar people can speak english yes this could be very good to share together and to connect our cultures yeah. because we need to bring more foreigners to myanmar community no problem. but uh, mm. only as foreigners we cannot do it on our own no problem. we need the help from inside yeah. so if somebody can keep in touch with me and we can exchange and learn from each other this will be very beneficial ပြောချင်တာကအာမြန်မာတွေအများစုကလည်းအင်္ဂလိပ်လိုတော့နားလည်ကြရတာပါပဲတဲ့အဲသူတို့တွေပြောတာမေ့ကုန်အညာစမတော့နားလည်ကြရတယ်နားလည်ကြတဲ့အတွက်ကြောင့်မို့ဒီတရားဓမ္မတွေကိုပဲဒီပေါ့ insight ပေါ့ insight စိတ်ပြောင်းလဲနိုင်အောင်လို့ဟို inner mind နဲ့ insight mind တွေကိုပို့ပြီးတော့မှစူးစမ်းပြီးတော့မှပြောင်းလဲကြစေခြင်းနဲ့ကြင့်ကြံကြစေခြင်းသူနဲ့ Okay, also, I would like to learn Myanmar language. If somebody can help me online or how online courses or something, I'm good at learning languages. I know English, French, Hebrew, some Italian and German. I'm mm-hmm. good at learning foreign languages. I just need somebody who could teach me. Yeah. အဲသူကနိုင်ငံခြားသားဘာသာစကားလဲ၃လေးမျိုးပေါ့နော်သူတတ်တာလဲမြန်မာနိုင်ငံကိုလဲ မြန်မာစာကိုလည်းသူစိုးစားပြီးတော့မှလေ့လာမယ်အဲ့ဒါဆိုလို့ရှိရင်သူအများကြီးပုံပို့ပြီးတော့မှနားလည်မယ်လို့ထင်ပါတယ်တဲ့ကောင်းပြီအဲ့တော့ဟိုမနေ့ကဦးဇင်းတို့တရားထိုင်တော့ तू ကစကြီးကျိုးပြီးတော့ဦးဇင်းတို့တရားခန်းထဲမှာ तू ထိုင်နေတယ်အဲ့ဒီအမှုချင်းအဲ့ဒီပုံစံတဘာဝရိတ်တာဆရာတော်တရားပေးတိုင်းသူ့ရဲ့ယောဂီတွေရဲ့စတိုင်တစ်ခုလို့ဖြစ်တယ်သူကစိတ်ကိုလွတ်ချရင်းနဲ့လုံးဝကျိုးနေတာ နိုင်တယ်ဖြစ်ရင်ဖြစ်မယ်အိတ်တယ်လည်းဖြစ်ရင်ဖြစ်မယ်အဲ့ဒီစတိုင်ဟာဒါဒကမာလေးလည်းတွေ့မယ်အာလုံးလည်းသိနေကြတာပါပဲဆိုတော့ဥစဉ်ကြောင့်အဲ့ဒါမျိုးနည်းနည်းလေးရှင်းပြတယ်တကယ်တော့ knowing ဘုရားဆိုတာတကြွနေရမယ်သိခြင်းနေရမယ်လမ်းစမ်းနေရမယ်တကယ်ကိုစောင့်ဖြစ်ရမယ်သူကြတော့လုံးလုံးစကြူးနေတယ်အဲ့ဒါနဲ့ပတ်သက်လို့ရောဘာလို့ဖြစ်လို့အဲ့လူနေတာလဲအဲ့ဒီပုံစံအပေါ်မှာရောဒါဝိပဿနာပုံစံကြာလာ and Mijima. Uh, he said that uh, uh, one day he is teaching the Dhamma, yeah. teaching that time is there. He saw you and he, you are sleepy. Sitting no, no, sleep. blowing on the head. Mm, bull is a head. Do it, Ugam. Do it, Ugam, yeah, I will nine never. Eight yellow, my beyond, who wants to do it? one <laughs> head the down. Mm, down, down like a sleepy. Mm. And then and uh, that is the Awatabawa Seattle. Uh, uh, it's a normal for the Awatabawa Seattle audience and mm. followers. Mm. But it's the other side and the, this bending. A, uh, a vision of that, we better not. Is the fee is that they like this and uh, not good? And how do you?